အလုံးမဲမင်္ဂလာပါဗျာ။ကောင်းစံတဲ့ချန်နယ်မှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။ခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဟန်ဒီရောငလျင်တန်းချောင်းစကိုင်းဘက်အချမ်းမှာအိမ်များပြိုကျနေမှုတွေကိုရှိုက်ကူတင်ဆက်ပြသလာတယ်။အခြေအနေများကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဟုတ်ကဲ့။အခုချိန်မှာစကိုင်းဘက်မှာလည်းအကူအညီလိုအပ်နေပါရခင်ဗျာ။အားလုံးလည်းတော့ရောက်လူဒန်းနိုင်အောင်၊ကုညီနိုင်အောင်တင်ဆက်ပေးလိုက်ပါရခင်ဗျာ။ ကျွန်တော်မန္တလေးရနေပြီးတော့စကိုင်းကိုထွက်ခွာသွားတဲ့လမ်းစကိုင်းတရားကိုတက်ဖို့ကြိုးစားနေတဲ့နေရာဖြစ်ပါတယ်။ချစ်ရှုနာတော်တာဆင်ကြတဲ့ကျေးဇူးရှင်ခနေသားသမီးအလူရှင်မိဘပြည်သူများကျွန်တော်တို့ကအမြဲတမ်းကိတဆိုင်ရှိပင်းနေကြတဲ့တယောက်ချင်းစီတိုင်းအရန်ကိုချစ်စုတင်ပါတယ်။ကျွန်တော်ဒီနေ့31ရက်3လ2025ကျွန်တော်ကမာနစီကားနစီနဲ့အမန္တလေးကျွန်တော်နေပြီးဟာစကန်းချထားတဲ့နေရာကနေစကိုင်းကိုသွားဖို့ကြိုးစားပြင်ဆင်လျက်ရှိတာဖြစ်ပါတယ်။ခုလမ်းလျှောက်မှာကျွန်တော် စကိုင်းတက်ဖို့စကိုင်းသရားကိုတက်ဖို့လမ်းတစ်လျှောက်မှာမြင်တွေ့နေရတဲ့မြင်ကွင်းဖြစ်ပါတယ်။ယေရှုနာသောတာဆင်ပြီးလို့ခြေဆုတင်ရပါတယ်။ကျွန်တော်တို့ကိုအလူတန်းပေးနေကြတဲ့အလူရှင်တွေထောက်ပံ့ပေးနေကြတဲ့အလူတွေယုံကြည်စွာနဲ့အနံ့ချတဲ့တပြနှုတ်ဆက်ပါဦး။ အာကျွန်တော်နောက်ချံအင်အား၁၀ရောက်နဲ့ကားတစီကျွန်တော်ဘုန်းကြီးကမှထားခဲ့ပြီးတော့အခုလွင်ရ၁၅ရောက်ခန့်ကားနှစ်စီးစားတော့ကုန်၃၀ဘူးလောင်းနဲ့အတူငွေသား၃၅၀ဒေါ်လာ၃၀တင်ဆောင်ပြီးတော့ထွက်ခွာလျက်ရှိပါတယ်အခုကတော့မြင်တွေ့နေရတဲ့သခိုင်းအချိန်ကြီးသခိုင်းသားကိုတက်မဲ့လမ်းအချိန်ကြီးဖြစ်ပါတယ်ကျွန်တော်ကျမကြီးကတော့တော်တော်လေး တော်လေးကိုလေးပါပဲမကောင်းလဲစိတ်သွင်းစိတ်ချိတ်စိတ်ထိုးဆိုရတာပါပဲဒီဟာရှောင်ရှားလို့မရတဲ့အနေအထားတစ်ခုဖြစ်တာကြောင့်ကျွန်တော်ရှောင်ရှားနေခဲ့တဲ့အနေအထားတစ်ခုတော့မရှိခဲ့ဘူးဗျအဲ့တော့ကျွန်တော်ကအမှားယွင်းနေတော့ကျွန်တော်တို့ allusion post တွေတင်နိုင်ခြင်းတွေမရှိသေးပါဘူး community မှတန်းလာတွေကတော့ medical လူငယ်များလူမှုကွန်ရက်တင် page မှာသွားပြီးတော့ရုံးချုပ်ကျွန်တော်စကိုင်းတကားကိုဖြတ်ခွင့်ရပါပြီကျွန်တော်စကိုင်းတကားကိုဖြတ်နေပါတယ် ဟိုဘက်မှာတော့စကိုင်းတရားကိုမြင်တွေ့နေရတဲ့ကျိုးသွားတဲ့ပုံစံပေါ့တရားဟောင်းဖြစ်ပါတယ်တော့ဆယ်တော့ကျွန်တော်ဖြတ်တန်းခွင့်ရပါပြီเนาะဖြတ်တန်းခွင့်ရပါပြီစကိုင်းကိုသွားနေရဖြစ်ပါတယ်30 30 ျွန်တော်စကိုင်းတရားဆင်းနေပါပြီစကိုင်းတရားဆင်းနေနေမှာကျွန်တော်တို့စစ်စေးကိတ်မှာဒုခွေနေဖြစ်ပါတယ်စကိုင်းမှာကျွန်တော်ဆက်သွယ်ထားရှိပြီးတော့နေမီကန်နေနဲ့၎င်းလောလောဆယ်ကျွန်တော်နောက်ကနေပြီးတော့ဘတ်ဖိုးအသေးလေးတစ်လုံးရယ်ဒါတခြားကျွန်တော်တင်ရမှုပေါအောင်တခြားတင်ရမိတ်ဆွေတွေရယ်ကျွန်တော်ဒီဝေးကြီးကတော့အပြည့်စုံထည့်ထားခဲ့တယ်စေဝါနဲ့ပတ်သက်ပြီးတော့နိုင်တလောက်လေးထည့်လာခဲ့တယ်စေဝါလေးတွေတော့ကျွန်တော်စီမံနေနေချင်းလိုအပ်တယ်ပေါ့လေ ော့ကျွန်တော်စားတော့ရိတ်ခါဖို့အတွက်သိန်းအဆယ်သိန်းဘူးလောက်တော့ကျွန်တော်ဝယ်ထည့်ထားခဲ့တယ်ကွန်မြူမန့်လမ်းလာတွေချက်ချင်းရခြင်းနဲ့ဆိုတော့မက်ဒီကယ်လူငယ်များလူမှုကွန်ရက်တင်ရုံချုပ် page ကိုသွားပြပါဦးကျွန်တော်